ဆရာနွယ်ကျိုးရေးသားတဲ့နမတောင်ချေမဗိုလ်တဲကြီးဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနမတောင်ချေမဗိုလ်တဲကြီးကျွန်ုပ်တို့သည်အေးစခန်းသို့ညနေ6နာရီတွင် ရောက်ရှိရာစောင်းကာလဖြစ်သဖြင့်မှောင်ရိပ်တန်း၍နေပြီဖြစ်သည်ကျွန်ုပ်တို့မှာအေးစခန်းကြီးရွာ၌အသည့်မိတ်ဆွေမရှိသည့်အလျောက်ကျွန်ုပ်တို့ဤတစ်ခုတည်းသောတဲခိုစရာနေရာကအေးစခန်းဗိုလ်တဲကြီးပင်ဖြစ်တော်သည် ကဘာကျော်အေစကန်ဘိုဒဲကြီးသည်ဒုတိယကဘာစစ်မဖြစ်ခင်အချိန်ကတည်းကစောက်လုထားသောဘိုဒဲဖြစ်ပြီးကဘာကျော်ဝီတိုရီးယားတောင်သို့မဟုတ်နမတောင်ဤတောင်ကပန်းတွင်တည်ရှိသည်1948ခုနှစ်တွင် နမေကျော်ပန်းသူတေသနသမားအင်္ဂလိပ်လူမျိုး F ကင်းဒန်ဝတ်သည် ထိုအေစကန်ဘိုဒဲ၌နှင်းနှင်းချီ၍နေထိုင်ကနမတောင်မှရှားပါတောင်စလက်များနှင့် တစ်ခွများကိုစုဆောင်းပြီးကဘာကိုချပြခဲ့သည်1958ခုနှစ်ချယ်ဆီပန်းပွဲတော်တွင် FK ဒန်ဝတ်ကရှားပါနမတောင်တောင်စလက်အားချပြခဲ့ရာကဘာကျော်ခဲ့သည်ဆက်လက်၍၎င်းထုတ်ဝေသောမြမတောင်စလက်ဆိုသောစာအုပ်သည်လည်းကဘာကျော်ခဲ့လေသည်နမတောင်သည် အမြင့်ပေ1500ပေရှိသောတောင်ဖြစ်၍ချင်းတောင်နှံဤတောင်ဆွဲ တောင်ထုတ်တစ်ခုဖြစ်ပြီးလျှင် အမြင့်ဆုံးတောင်ထုတ်လည်းဖြစ်သည်အင်္ဂလိပ်ခေတ်ကဤတောင်ကိုဝီတိုရီးယားတောင်ဟုခေါ်ဆိုခဲ့ကြသဖြင့်ယနေ့တိုင် အများစုကဝီတိုရီးယားတောင်ဟုခေါ်ဆိုကြတော်လဲဤဂုံယူပွဲကောင်းသောတောင်ကိုကျွန်ုပ်ကမူရင်းမြန်မာအမည်ဖြစ်သောနမ်မတောင်ဟုသာခေါ်တွင်ပေမည်ဤနမ်မတောင်ပေါ်တွင်ကဘာပေါ်၌မျိုးသုံးကုန်ပြီဖြစ်သောငှက်မျိုးစိတ်များအပြင် မျိုးသုံးအနေရဲ့ကြာရောက်နေသောရှားပါငှက်မျိုးစိတ်အများအပြားနေထိုင်သည် ကဘာအရှာပါဆုံးတစ်ခွမျိုးစိတ်များစွာဤတောင်ပေါ်တွင်ရှိသည် တပင်တဲနှင်းပင်တထေးဖြစ်နိုင်သောတစ်ခွများလည်းရှိသည်ထို့အပြင်ဤနမတောင်ပေါ်၌ကဘာအဆင့်တတ်မှတ်ချက်အဆင့်၄ရှိပြီးကိုရီးယားဂျင်စင်းနှင့်အဆင့်တူဖြစ်သည့်မြန်မာဂျင်စင်းပင်များပေါက်ရောက်သည် ထို့ကြောင့်နှစ်စဉ်မြန်မာပြည်အဝမ်းမှတောင်တက်သမားငှက်ကြည့်သမားနှင့်တစ်ခွဝါသနာရှင်များစွာသည်ဤတောင်တို့လာရောက်ကြသလိုကဘာအနှံ့အပြားမှာ တိခွာဝါသနာရှင်ငှက်ဝါသနာရှင် သူတေတီများနဲ့တောင်တက်သမားများလည်းလာရောက်ကြလေသည်ခီးတဲ့များလာရောက်သောအချိန်မှာယာတိဥတုတာယာသောနွေယာတိအချိန်ဖြစ်၍ကြံမိုးနှင့်စောင်းကာလရှစ်လပတ်လုံးမြည်သူမှမလာတော့ချေအေးစိတ်ကြံတန်းသောယာတိဥတုကြောင့်ဖြစ်ပေသည်ထို့ကြောင့်ဤနမတောင်သည်တဘာဝအတိုင်းပုံမပြတ်တည်ရှိသောတောင်တစ်ခုဖြစ်နေခြင်းဖြစ်ပြီး နမတောင်ဥယင်ဘေးမဲ့တော်ကိုလည်းဥပဒေဖြင့်တင်းကျဲစွာကာကွယ်ထားလေသည်ကျွန်ုပ်တို့မှာတားကောင်ပြစ်ခတ်ရန်အတွက်လာရောက်ကြခြင်းမဟုတ်သလိုအဖိုးတန်တစ်ခွဂျင်စင်းများကို ယူဆောင်ရန်အတွက်လာကြခြင်းလည်းမဟုတ်ပေဤတောင်ဤပေ၉၀၀ကျော်အမြင့်မှစ၍ပေါများစွာ ပေါရောက်ကြသောဂျင်စင်းခါတုံးမဟုတ်ဂျင်စင်းရိုင်း၃လေးပင်ခန့်လာနှုတ်ယူကြခြင်းဖြစ်သည်ထိုဂျင်စင်းခါမှာတားမြစ်တစ်ပင်စည်ရင်တွင် မပါဝင်ပေ ရန်ကုန်မှကျွန်ုပ်၏မိတ်ဆွေကဆေးဖို့ဆက်ရန် လိုအပ်သဖြင့်မှားချခြင်းဖြစ်ရာ လာရကြိုးနှက်လောက်သောအဖိုးအခကိုလည်းရရှိသဖြင့်လာရောက်ကြခြင်းဖြစ်ပေသည်ကျွန်ုပ်တို့သည်အေးစကန်းရွာအတွင်းရှိတစ်သောယုံတွင်ဂျင်စင်းကားအနေငယ်နှုတ်ယူရန်ခွင့်ပန်ပြီးရွာလယ်မှဆက်တက်လာခဲ့ကြရာမကြာမီတွင် ရွာပြင်သို့ရောက်ရှိ၍နှစ်ဖာလုံခက်ဆက်တက်ခဲ့သောအခါတောင်ကပားဆောင်တွင်စောက်လုထားသော ကြီးမားသည့်အေဇကန်ဗိုတဲကြီးကိုလမ်းမြင်ရလေသည်ဤကဘာကျော်ဗိုတဲကြီးသည်တက်ရှိ ပန်းမှန်ဇီဝမျိုးကွဲများကြောင့်လူသိများကြသလိုတရေ၆တီဟုလည်းအစဉ်အလာကြီးလူသိများကြသည်နတော်လဖြစ်သည်ဖြင့်ဤနေရာ၌ယာဒီဥတုမှာအေးဆက်လွန်းနေသည်ယခုအချိန်၌တောင်တက်လင်တောင်ထိပ်တွင်ရေခဲမတ်မှအောက်သို့ဆင်းသောအပူချိန်ဖြစ်၍နေမည်ဖြစ်သည်ကျွန်ုပ်တို့ဗိုတဲရှိသို့ရောက်ချိန်တွင် အလင်းရောင်လုံးလုံးပျောက်ဆုံး၍မှောင်နေပြီဖြစ်သည်ဘိုတဲကြီးသည်ပေ90ပတ်လည်ခန့်ကျယ်ဝန်း၍ပြင်ခင်းပြင်ကာမျိုးစားဖြစ်သည်ကျွန်ုပ်တို့အထဲတွင်အတော်ပင်ကျယ်ဝန်းသောအခန်းတစ်ခန်းဖွဲ့ထားသဖြင့်ကျွန်ုပ်တို့လည်းထိုအခန်းကိုရှင်း၍အိတ်ဆက်ရန်ခန်းတွင်ဝင်ကြည့်သောအခါအနံ့အသက်မကောင်းသဖြင့်ရှေ့ဟောကန်းကြီးအတွင်း၌သာအိတ်ဆက်ရန်အတွင်းဘက်ဆုံးထောင်းတနေရာကိုလဲကျင်း၍ အယက်လိတ်များခင်းကထုံများထားချ၍နေရာယူထားလိုက်ကြသည်ဘိုတဲကြီး၏နေရံများတွင်တေးငယ်သောလက်ရည်များဖြင့်ရေးထားကြသော စာများဖြင့်ပြည့်နေနေသည် အများအားဖြင့်အင်္ဂလိပ်စာနှင့်မြန်မာစာများဖြစ်ပြီးအခြားဘာသာများဖြင့်ရေးထားသည်ကိုလည်းတွေ့ရသည်တောင်တက်အဖွဲ့ငှက်ကြီးအဖွဲ့နှင့်တိခွပန်းမှန်အဖွဲ့များ၏အမည်စင်းများဘယ်နှခုနှင့် ဗနေရနေ့တွင် ရောက်ရှိသည်ဟူ၍မှတ်တမ်းတင်ထားသောစာများဖြစ်သည် အချို့လူမများသောအဖွဲ့များသည်ညသကောင်အချိန်၌တရေချောက်ကျန်းသဖြင့်ရွာထဲဆင်းပြေးကြရသည်ဟုလည်းကျွန်ုပ်မကြာခဏကြားဖူးထားရာမြင်သိန်းကလည်းကြားဖူးနာဝရှိထားသဖြင့်ကြီးကြီးကြောင်ကြီးဖြင့်လှည့်ပတ်ကြည့်နေလေသည်ကျွန်ုပ်တို့သည်ပြင်ဆင်ပြီးစီးကြသောအခါဝယ်ယူလာသော ထမင်းထုပ်များကို စားတော့ကြပြီးချိန်၌ နဒေါ်လာပြင်းနေဖြစ်သည့်အလျောက်အပြင်တွင်လာဤအလင်းရောင်ဖြင့်ထိန်ထိန်သာလျက်ရှိတော်သည်ကျွန်တို့ဆရာတစ်ဘက်နှစ်ယောက်လည်းဘိုတဲရှိတောင်ကဘာစွန်းတွင်နေရာယူ၍တဖြူးဖြူးတိုက်ခတ်လျက်ရှိသောချမ်းစိမ့်သည့်လေအေးကိုခံယူလျက်လာရောင်အောက်မှလောကကြီးကိုအပေါ်စီးမှကြည့်ရှုခံစားကြလေသည်မြင့်သိန်းကဆရာဒီဘိုတဲကြီးကတဲရဲ၆တယ်ဆိုဗျအင်းပြောကြတာပဲမြင့်သိန်းက အခုလိုလူသူမနေပဲပြစ်ထားတဲ့ဘိုတဲကြီးမျိုးမှာတရေတစေတွေနေတာမဆန်းဘူးငါကောင်ရမျိုးကြီးတွေမှာတော့အိမ်တအိမ်ဟာလူမနေပဲပြစ်ထားတာကြာရင်နာနာဘဝတွေကြီးစိုးနေထိုင်ကြတာပဲကွအဲ့လိုမျိုးလူမနေတာကြာတဲ့အိမ်ကြီးတွေကို ရုတ်တရက်လူတွေရောက်လာပြီးနေထိုင်ကြရင်တရေတစေတွေကသူတို့နေရာကိုဘုံပြောက်မှာဆိုလို့လူတွေမနေနိုင်အောင်၆လန့်လွတ်ကြတာပဲကွာ တချို့ကြတော့လေတရေအချောက်ကျန်းနေဆိုပြီးထွက်ပြေးကြတာပေါ့ကွာဒါပေမဲ့ထွက်မပြေးပဲပေကတ်နေပြီးဖုံးကြီးပင့်တရားတွေဘာတွေနာအနေရကင်းပရိတ်တွေဘာတွေရွတ်ပြီးလူတွေနေတာကြာလာတော့လေတရေတစီတွေဟာမနေနိုင်တော့ပဲနေရာအတစ်ရှာပြီးပြေးကြရတော့တာပေါ့ကွာအေးအခုလိုမျိုးဗိုလ်သေးကြီးမျိုးကြတော့ပိုင်ရှင်ရလို့မရှိပဲအများသူငါတဲခိုဖို့စောက်လုပ်ထားတဲ့အပြင် တနှစ်ပတ်လုံးမှຫນွေရာသီ3လလောက်ပဲလူတွေလာကြတာဟုတ်ကွာကြံတဲ့အချိန်8လ9လလုံးဒီတိုင်းကြီး လူမရှိပဲပြစ်ထားတာဆိုတော့တရေတွေရှိတာဘယ်ဆမ်းမှမလဲဟတရေတစီတွေကပိတ်တာပုံသားတွေဆိုတော့အပယ်လေးပုံထဲမှာလူတွေနဲ့အနီးဆက်ဆုံးဘုံကားမို့လားကွာဒါကြောင့်လူတွေနဲ့အနီးနားမှာတွာလာကျင်လေကြတာပေါ့ကွာဆရာအပယ်လေးပုံမှာလူတွေနဲ့အနီးဆက်ဆုံးကတရိษံပုံမဟုတ်ဘူးလားဗျာ ေးအများစုကလက်တွေ့မြင်နေရတဲ့တရိษံပုံကို လူနဲ့အနီးဆက်ဆုံးလို့ထင်ကြတာပဲကွဒါပေမဲ့အဲ့လိုမဟုတ်ဘူးမြင်သိရငရဲပုံနဲ့တရိษံပုံဟာလူတွေနဲ့ဝေးတယ်ကွ သူတို့ကဝတ်ကျွေးကိုကုံအောင်ဆက်ပြီးမှတခြားပုံပေါ်ဝါတွေကိုကူးနိုင်ကြတဲ့ဘုံသားတွေကြီးကွပိတ်တာပုံကြတော့မတူဘူးငါးကောင်ရသူတို့ကလူတွေအလူအတန်းလှုပ်ပြီးအမြဝေတာကိုတာတူးခေါ်နိုင်တဲ့ဘုံသားတွေပဲ။ တချို့ကအမြပေးဝေတဲ့အချိန်အားလုံးကိုခြုံပြီးအားလုံးကြားကြားသမျှအမြအမြအမြလို့အမြပေးဝေတဲ့ကြားယုံနဲ့တာရုခေါ်နိုင်ကြတဲ့အာကုတို့အ ਨੇ ဆုံးပိတ်တာပုံသားတွေဖြစ်ကြသလိုတချို့ကြတော့လေမိသားစုဆွေမျိုးတွေကအလူတန်းလို့လို့နာမည်တက်အမြပေးဝေးမှတာရုခေါ်နိုင်တဲ့အာကုတို့အလေလက်ပိတ်တာပုံသားတွေပေါ့ကွာဒါပေမဲ့ဘလို့ပဲအမြပေးဝေနေပါစေတာရုလုံးဝမခေါ်နိုင်တဲ့အာကုတို့ကြီး ဝါရင်ပိတ်တာပုံသားတွေလည်းအများကြီးပဲပေါ့ကွာသူတို့ကြတော့လူကို၆လန့်တာဘာညာလှုပ်ကြတဲ့ဝါရင်တရေတစီတွေပေါ့အမြင့်သိရဟုတ်ဆရာဆရာပြောမှပဲကျွန်တော်လည်းတေချာတိရတော့တယ်ဗျာကျွန်တော်လည်းတရေအချောက်ခံရဘူးတယ်ဗျအမေညီမအကြီးမယ်များကိုဆရာတိတယ်မို့လားတိတယ်လေတောင်ပိုင်းလက်ပံလာရွာကအကြီးမယ်များမို့လားအရင်နှစ်နှစ်လောက်ကဆုံးသွားတဲ့တယောက်ဟုတ်တယ်ဆရာ အမီအကြီးမေမြဆုံးတော့ကျွန်တော်အမီကျွန်တော်နဲ့အမီနဲ့ကိစ္စပြီးမှပြန်ခဲ့ကြတာဗျအဲ့ဒါဆုံးပြီးနောက်နေ့ညမှာအကြီးမေမြရဲ့ဝိညာဉ်ကကျွန်တော်ကို၆တာပဲဗျအဲညကအိမ်ပေါ်မှာလဲဖဲဝိုင်းက၃ဝိုင်းအိမ်အောက်မှာလဲ၃လေးဝိုင်းဆိုတော့ကျွန်တော်လဲကြောက်စိတ်မရှိဘူးဗျအပေါ်သွားကျင်တာနဲ့နောက်ဖေးသွားတာပြို့ဒါနဲ့ကိစ္စပြီးလို့အိမ်သာပေါ်ကဆင်းတော့အမလေးဆရာရဲ့တရက်ပင်ကြီးအောက်မှာကျွန်တော်ကိုရက်ကြည့်နေတဲ့အကြီးမေမြရဲ့ ဝိညာဉ်ကိုထင်ထင်ရှားရှားကြီးတွေ့ရတာပဲဗျရက်မလဲခင်ကိုထင်ပြတာနဲ့တူတယ်အင်းအဲ့လိုမဟုတ်ဘူးကွာမြင့်သိန်းကငါတို့ထေရဝါဒဗုဒ္ဓဘာသာအယူမှာဝိညာဉ်ဆိုတာမေ့နေမျောနေတဲ့သူတွေရဲ့ခန္ဓာကိုယ်ကနေခွာပြီးရှောက်သွားလွင့်မျောနေကြတဲ့ဝိညာဉ်တွေပဲရှိတာတေပြီးတဲ့နောက်ဝိညာဉ်ဆိုတာမရှိတော့ဘူးကွာလူဟာအသက်ထွက်ပြီဆိုတာနဲ့စက္ကန့်ပိုင်းအတွင်း ကူးရမယ်နောက်တဘဝကိုချက်ချင်းရောက်တာကွရှေးရိုးဆွဲအယူအဆတွေကြောင့်တင်းချိုင်းကနေဝိညာဉ်ပြန်ခေါ်ပြီးအိမ်မှာခေါ်ထားတာဘာညာလုံနေကြတာအမှန်ကတေပြီးတာနဲ့ဘဝကချက်ချင်းကူးပြီးပြီဥပမာကွာ30ပုံတည်းကတပုံပုံကိုချက်ချင်းတန်းရောက်သွားတာကွတချို့ကပိတ်တာပုံရောက်ပြီးတာရုခေါ်ခြင်းလို့အမြအတန်းကိုစောင်းမယ်တချို့ကြတော့နတ်ပုံတွေမြမပုံတွေရောက်ပြီးစံမြန်းနေကြပြီပေါ့ကွာ တချို့ကြတော့လေငရေတရိတ်ဆန်ပုံတွေရောက်ပြီးအမြဝေဓာတွေဘာတွေမသိတော့ဘူးတော့ကွာမင်းရဲ့အကြီးမေများက ကိုထင်ပြတယ်ဆိုတာပိတ်တာပုံသားဖြစ်ပြီးအမြအတန်းလိုချင်လို့နေမှာမြင်သိရအာကုတုံနဲ့ပိတ်တာပုံမို့ကွာရက်လေတဲ့နေ့အမြအတန်းနေဘာတွေပေးဝေတော့သူလဲကျွလို့လောက်ရောပေါ့အမှန်ကခုသေးရင်ခုတန်းတကြိုပြီးချက်ချင်းအမြအတန်းပေးဝေရင်မြ мян အမြရပြီးကျွတ်တာပေါ့ငါကောင်ရာဆိုလိုတာက ဝိညာဉ်ခေါ်တာတွေခုနှစ်ရက်ထားတာတွေကအယူအဆမားတွေလို့ဆိုလိုတာပေါ့ဟုတ်ဆရာကြီးဘ ഹു ဒုဒရပါတယ်ဗျာဆရာ30ပုံကိုတော့တိလားဗျအေးကွာ30ပုံမှာဗြမပုံက20နတ်ပြည်က6ပုံဆိုတော့ပေါင်း26ပုံဟုတ်ဆရာအပယ်လေးပုံမှာထည့်ပေါင်းတော့ပုံ30မို့လားလူပုံကတပုံဆိုတော့စုစုပေါင်း30ပုံပေါ့ကွာလောကပါလာနတ်တွေဖြစ်တဲ့ ိုးဆောင်နဲ့အိမ်ဆောင်နဲ့ဝိုင်းဆောင်နဲ့ကနေစပြီးတော့တောဆောင်တောင်ဆောင်နဲ့တွေရုပ်ကစိုးဘုံပစိုးတွေလိုဗိမာန်နဲ့စံစားရပြီးလူတွေကိုအကျိုးပြုတဲ့နတ်တွေရှိသေးတယ်ကွာဟုတ်စရာဒါဆိုနတ်ပွဲတွေကနတ်တွေကရောဗျဒါကြတော့ပြောရခက်တယ်မြင့်သိန်းရအဲ့ဒီနတ်စိန်းတွေက အမှန်ဆိုတာရုမခေါ်နိုင်တဲ့ဝါရင်ပြိတ္တာဘုံသားတွေပဲကွာရှေးရိုးဆွဲအယူအဆတွေကြောင့်လူတွေကအခုထိကြောက်လန့်ကိုးကွယ်နေကြတာ အမှန်က31ပုံမှာအမျက်ဆုံးဖြစ်တဲ့လူပုံက လူတွေကို သူတို့ကမပူးနိုင်မကန့်နိုင်ကြဘူးကပြီးတော့ကံကံဤအကျိုးနဲ့နေတဲ့လူတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုဘလို့မှသူတို့က မချေလည်နိုင်ပါဘူးကဒါကြောင့်နက်ပူးတယ်ငကားပူးတယ်ဆိုတာကတို့ထေရဝါဒဘာသာရေးနဲ့မအပ်ဆက်တယ်လို့ယုံကြည်လည်းမရှိဘူးပေါ့ကွာနှုတ်ပေမဲ့မြန်မာနိုင်ငံကနက္ခနာပွဲတွေဟာမြမယဉ်ကျေးမှုတစ်ခုအဖြစ်ကဘာကသတ်မှတ်ထားပြန်တော့ အမွေအနစ်တခုလည်းဖြစ်နေပြန်ရောကွာဟုတ်စရာခုမှပဲရှင်းရှင်းလင်းလင်းသိရတော့တယ်ဗျကျွန်ုပ်ဒီစေဘောလေးကိုရှိုက်ဖွာ၍တာမောပွဲရှုမြော်ခင်းကိုငေးမောကြည့်ရှုလျက်ရှိရာအေးစိမ့်သောယာတီဥတုကကျွန်ုပ်တို့ဤခြေလက်နားတို့ကိုထုံကျင်ကြိုက်ခဲလာစေသဖြင့်နှစ်ယောက်သားဘိုတဲကြီးတဲ့သို့ပြန်ဝင်ခဲ့ပြီးဆောင်းကိုစီခြုံ၍ထွေရလေးပါးတို့ကိုဆက်လက်ပြောဆိုရင်း ည10နာရီခန့်တွင်အိတ်ဆက်ကြလေသည်အိယာအပြောင်းလဲဖြစ်သည့်အပြင်တဟုံဟုံတိုက်ခတ်နေသောလေကြောင့်သွပြားများကတကုံကုံမြည်လျက်ရှိသည့်အပြင်တစ်သားများမှလည်းတကြွီကြွီအော်မြည်လျက်ရှိရာကျွန်ုပ်ကလူကလိမ့်ကဖြင့်အိတ်မပြောနိုင်ပဲရှိနေရာမြင့်သိမ်းမှလည်းတလူးလူးတလွန်းလွန်းဖြင့်ရှိနေပုံထောက်၍အိတ်ပြော်ဟန်မတူချေတိုးနှစ်ည၁၁ခွဲအချိန်တွင် အောက်ဖက်ရွာထဲမှဆွဲဆွဲငင်ငင်ဥလိုက်သောခွေးတံကိုကြားရပြီးလျင်ဆက်လက်၍ခွေးနှကောင်သုံးကောင်ကဆွဲငင်၍ဥနေရာ မကြာမီတွင်တရွာလုံးရှိခွေးများမှတံပြိုင်ဆွဲ၍ထားဥကြသဖြင့်ကျွန်ုပ်ပင်ကြက်သိန်းထား၍သွားသည်မြင့်သိန်းသည်လည်းဆောင်းကောင်းမြီးချုံကွေးနေရာမှဆောင်းလက်၍မျက်လုံးပြူးနားဆွနေတော်သည်ထို့နောက်တံပြိုင်ဆွဲဥနေကြသောတရွာလုံးရှိခွေးများသည် ရုတ်တရက်ကြောက်လန့်တကြားတအီအီတအိမ်အိမ်အော်မီ၍အမိကုတ်တရွတ်ဆွဲနေဟန်တအီအီအတန်များကို ကြားရလေရာကျွန်ုပ်သည်ရွာထဲသို့ကြောင်းဝင်သဖြင့်ခွေးများဤမြကြောက်နေကြောင်းကို တွေးမိလေသည်မြင်သိန်းကကျွန်ုပ်အားပြူး၍ကြည်ပြီးလျင်ဆရာရွာထဲကြောင်းဝင်နေတာထင်တယ်ဟု ပြောသည် ခွေးများဤကြောက်လန့်တကြားတအီအီအော်တန်များသည်တဖြည်းဖြည်းကျွန်ုပ်တို့နှင့်နီးသောရွာအစွန်ဖက်သို့ရောက်ရှိလာကြပြီးလျင် 5မိနစ်ခန့်ကြာသောအခါကျွန်ုပ်တို့ဘိုတဲအောက်နားရှိတောင်ယာဆောင်တဲစီမှကြောက်လန့်တကြားတအိမ်အိမ်အော်ဟစ်သောခွေးနှကောင်ဤအတံကိုကြားလိုက်ရသဖြင့်ကျွန်ုပ်တို့နှင့်တဖြည်းဖြည်းနီးလာသည့်အဖြစ်ကိုရိပ်စားမိလျာကျွန်ုပ်တို့နှစ်ဦးသည်ငေါက်ကနေထထိုင်၍ဆောင်ဖြင့်ကိုကိုပတ်ပြီးငြိမ်သက်နားဆွနေကြရာ မကြာမီတွင်တစုံတစ်ခုကိုမြေတွင် တရွတ်ဆွဲ၍လာနေသောဘိုတဲဘေးမှအတံကိုကြားရလျာ ကြားသည်ရွာထဲမှတားကောင်တကောင်ကိုဆွဲ၍တောင်ပေါ်တက်သွားခြင်းဟုထင်မိတော်လဲတရွတ်ဆွဲတန်ကြီးသည်ဘိုတဲရှိဘက်သို့ကိုယ်ဝင်လာသဖြင့်ကျွန်ုပ်တို့မှထိတ်ကနေဖြစ်၍ကြားกว่าကြားကြားရွာထဲကတွဲကောတောကောင်ဆွဲလာတာဒီမှာစားမလို့လားမသိဘူးကျွန်ုပ်တို့သည်နေရန်ကိုကတ်၍အပေါဝါသို့ထိတ်လန့်စွာကြည်နေကြရာ တရွတ်ဆွဲလာတန်ကြီးသည်တဖြည်းဖြည်းနီးကပ်လာပြီး အပေါအဝါတွေအရေးကြီးပေါ်လာပြီးတစ်ဆက်တည်းမှာပင်နှစ်နှစ်သားကလေးငယ်ဤအရက်အမောင်းခန့်ရှိသောတရံတစ်ခုသည်ခွေးသေးကောင်ကို ခြေမတရွတ်ဆွဲ၍အပေါအဝါတွင် ပေါ်၍လာတော့သည်ရင်းနောက်၎င်းသည် အပေါအဝါတွင် အတန်ကြာအောင်ရက်၍ကျွန်ုပ်တို့အားအကဲခတ်နေဟန်ပြုနေသဖြင့်ကျွန်ုပ်တို့မှာတုတ်တုတ်မှမလုပ်ဘဲအသက်ရှူရန်ပင်မေ့လျော့နေတော့သည် ထိုတရံသည်ကျွန်ုပ်တို့အားအတန်ကြာရက်ကြည့်နေပြီးမှခွေးသေးကိုဆွဲ၍ အနံ့အသက်မကောင်းသောအခန်းအတွင်းသို့ဝင်ရောက်သွားလေသည်ဆရာမင်းစားလားမသိဘူးပူပူတေးတေးလေးအေးဘလူးလေးလားမသိဘူးကွရွာထဲခွေးဝင်ဆွဲပြီးစားတာဘလူးဖြစ်မယ်နဲ့တူတယ်ဘလို့လောက်ကြမလဲဆရာပြေးကြမလားဟာနေပါဦးဟာမြင့်တန်ရငါတို့ကလူတွေပါကျွန်တို့ထို့တို့တီးတို့ပြောနေကြစင်ပါပင်ထိုအခန်းထဲမှာ ဆွဲဖဲ့တန်နဲ့အယိုးများပါမကြံတကြွကြွဝါးစားနေတန်ကြီးကိုကြားရလေရာကျွန်ုပ်ကကြက်သိမ်းများတပြန်ပြန်ထ၍မြင့်သိမ်းမှလည်းစက်ကနေတုံရင်သွားပြီလင်ကျွန်ုပ်အားပြူးကြည့်၍အခြေနေမလှဘူးเสียရွာထဲသွားရအောင်ပြုအီးကွာသွားကြရအောင်ဟုဆိုလျက်ကျွန်တို့သည်အဝတ်အိတ်နှင့်စောင်များကို ပွေ၍အပေါဝါဖက်တို့ခြေလန်းသုံးလန်းခန့်လန်းလိုက်ရာတန်ကြွနေသောကြမ်းကို ကြွီကနေနင်းမိလျာ အခန်းထဲမှတကြွကြွဝါးစားနေတန်ကြီးသည်တုံကနေရက်ရက်တန့်၍ကျွန်တို့အားနားဆွေးနေဟန်ရှိလေရာကျွန်တို့သည် ဆောင်များကိုပွေလျက်ငြိမ်သက်စွာရက်နေကြရပြန်သည်အခန်းထဲမှအတန်သည် အတန်ကြာတိတ်ဆိတ်နေရာမှတဖန်တကြွကြွဝါးစားနေပြန်သဖြင့်ကျွန်တို့လည်းတဦးမျက်နာတဦးကြည်၍ခြေလန်းနှလန်းခန့်လှမ်းလိုက်ပြန်ရာထိုအတန်သည်ငြိမ်သက်သွားပြန်သဖြင့်ကျွန်တို့မှရောက်ရာနေရာ၌ငြိမ်၍ ရက်နေရပြန်သည်ဆရာကျွန်တော်တို့ထွက်သွားတာမကြိုက်ဘူးနဲ့တူတယ်ခွေးကုံရင်ကျွန်တော်တို့ကိုစားမလို့လားမသိဘူးလာကွာစိုးထွက်ကြမယ်ဟုကျွန်ုပ်ကပြော၍ခြေလေးငါးလန်းခတ်တုတ်တုတ်လန်းလိုက်ရာတောက်ဟုကျဲလောင်စွာအခန်းထဲမှတောက်ခေါက်လိုက်သဖြင့်ကျွန်ုပ်တို့မှာရခင်အိတ်နေသော တောက်နေရာသို့အမြန်ပြန်ပြေး၍ထိုင်ချလိုက်ကြရလေသည်ထိုအခါအခန်းထဲမှဟီဟီဟီ ဟူ၍သဘောကျဟန်ဖြင့်ရေမောလောင်ပြောင်တန်ကြီးထွက်ပေါ်လာရာကျွန်ုပ်သည်ကြောက်လန့်မိသည့်အဖြစ်ကိုရှက်ယွန်း၍ဒေါသထွက်လာပြီးလျင်လက်နှိတ်မိကိုယူ၍ထိုအခန်းရှိရာသို့ခြေလန်းကျဲကြီးဖြင့်သွားကာထိုးကြည့်လိုက်၏ထိုအခါအခန်းထဲတွင်ဘာကိုမှမတွေ့ရဘဲရခင်အတိုင်းအမိုက်များဖုံများဖြင့်ရှုပ်ပွားလျက်ရှိကြောင်းကိုသာတွေ့ရလေသည်ကျွန်ုပ်တို့မှ တက်ကြမကွာလိုက်လာသောမြင့်သိန်းကဆရာ ခန်းထဲမှာဘာမှလည်းမရှိဘူးအေးငါတို့ကြောက်မှန်းသည်လို့ဒင်းကဖြဲချောက်နေတာကွလာငါတို့နေရငါတို့ပြန်အိပ်မယ်သူ့နေရသူ နေလိမ့်မယ်ဟုခက်ကြဲကြဲပြော၍ကျွန်ုပ်တို့လည်းရခင်းနေရာတွင်အရခင်းများကို ပြန်ခင်း၍နေရကျွန်ုပ်တို့ဤအပေါ်မှအတန်တဲတဲကိုကြားရသဖြင့်မော့ကြည့်လိုက်ရာထုတ်တန်းပေါ်တွင်စောင်းကြောင်ထန်၍ကျွန်ုပ်တို့အားစိုက်ကြည့်နေဟန်ရှိသော အကောင်သေးသေးတည်းရဲကိုတွေ့လိုက်ရသည်နှင့်ကျွန်ုပ်သည် ထိတ်ကနေဖြစ်ပြီးလက်နေမီဖြင့်ထိုးကြည့်လိုက်ရာနှစ်ဖူးကြောများရှုံ၍ကျွန်ုပ်တို့အားပီတီတီမျက်နှာပေးကြီးဖြင့်စိုက်ကြည့်နေသောထိုမကောင်းဆိုးဝါးမျက်နှာကြီးကိုမြင်လိုက်ရပြီးလျှင်မီးအောင်ထိုးသည်နှင့်ပျောက်၍သွားလေတော့သည်အေးငါတို့နေရငါတို့နေနေတာနော်မင်းတို့ကိုလည်းမနှောက်ရှက်ဘူးမင်းတို့လည်းကိုယ့်နေရကိုယ်နေငါတို့ကိုလာမနှောက်ရှက်နဲ့ပီအေကြီးဆက်တတော့ရွတ်ပြီးမနေနိုင်အောင်လှုပ်လိုက်မယ်ဟုကြိမ်းပေါင်းလိုက်သည်ထိုးနောက်ကျွန်ုပ်သည် ဖျားရှိခိုး၍မြစ်တာပို့အမြအတန်းများကိုပေးဝေလိုက်သည် ထိုအချိန်မှစ၍ကျွန်ုပ်တို့သည်မြည်သည့်အတန်ကိုမှမကြားရတော့ချေအမလီဆရာရဲ့မလွယ်ပါလားအေးငါတို့ကိုသူတို့အမဲနေတဲ့နေရာကျူးကျော်တယ်ဆိုပြီး၆လန်လွတ်တာပဲကွာကျွန်ုပ်တို့သည် ထိုညာ၌စကားစမိပြောဆိုလျက်ထိုင်နေကြပြီးမနက်၃နာရီလောက်မှအိယာဝင်ခဲ့ကြပြီးလျင်နောက်နေ့မနက်တွင်တောင်ထိပ်သို့တက်ခဲ့ကြရာ တောင်ထိပ်ပိုင်းသို့တပြေးပြေးနီးလာသည်နှင့်အပူချိန်မှာလွန်ကဲစွာကြဆင်းလာပြီးမြူခိုးများဖြင့်အုံဆိုင်နေသည်ဖြင့်ပဝင်းကျင်အားဘာမှမမြင်ရချေပေ900ခန်းတွင် အပူချိန်မှာရေခဲမှတ်ဖြစ်နေပေတော့သည်ကျွန်တို့ဤအောက်တွင်တိမ်ဆိုင်များစုဝေးနေသော တိမ်ပင်လေကြီးကိုရင်သက်ရှုမောပွေတွေ့ကြရပြီးအပေါ်အနေငယ်ဆက်တက်၍မြူခိုးများကြားတွင်ခက်ခဲစွာရှာဖွေကြရာမကြာမီတွင် လင်းကားပင်စု၍ပေါက်နေသောဂျင်စင်းကားပင်ကို တွေ့ရသည်နှင့်ဆေးဥရောအပင်မှာပုံမပြက်ဂယုတစိုက်တူးစွား၍နေရာကျွန်ုပ်တို့ရှေ့နာမှကပ်၍မြူနှင်းများကြားတိုးဝေသွားသော မိမပြိုတရန်နှစ်ယောက်ကို မြင်လိုက်ရသဖြင့်မြင်သိရင်မင်းတွေ့လိုက်လားအင်းဆရာမိန်းကလေးတွေမှတ်တယ်အေးလေဒီနေရာမှာကြာကြာနေခဲပြီးတည်မှာသူတို့ကအနှွေးတွေတော့မဝတ်ထားဘူးဧကန်နာကလူမဟုတ်ဘူးနဲ့တူတယ် ထိုကားမြင်သိမျက်နာမှာသွေးစုပ်ဖြူလျော်သွားပြီလေဆရာကျွန်တော်တို့ဆေးပင်ဒူးတာမကြိုက်တာလားမသိဘူးနော်ဤကန္နာကဥဒစောင်းနေထင်းနေနေရာချင်းလဲနေမှာဒုက္ခပါဗျာဟု ထိတ်ထိတ်ပြပြဆိုလေသည်ကျွန်တော်တို့ဆေးဖို့ဖို့လို့လို့ဒါလေးပဲလာတူးကြတာပါဗျာပြန်ကြတော့မှာပါဟုလဲခက်ကြဲကြဲអော်ပြောနေပြန်သည်ထိုစင်မှာပင်ထက်မှန်၍ရိတ်ကနေဖြတ်သွားသောပိမ့်ပိမ့်တွဲတွဲကိုလုံးကိုပန်လှလမိမ့်မပြိုနှူးကို ထပ်မံတွေ့ရသဖြင့်ကျွန်ုပ်တို့သည်ထိုနေရာသို့တိုးကပ်သွားကြရာ ရှေးနားတွင်တပံရိတ်ကနေပြန်ပေါ်လာသဖြင့်ထိုနေရာသို့တွားကြည့်ပြန်ရာရှေးနားမှသာထပ်မံပြန်ပေါ်လာလျက်ရှိသဖြင့်5မိနစ်ခန့်လိုက်ကြည့်မိသောအခါတရုတ်စကားပင်ကဲ့သို့ အပင်တပင်သည် တပင်လုံးပင်စီရောအရွက်ပါစိမ့်ညို့လျက်ရှိသဖြင့်ကျွန်ုပ်သေချာစွာကတ်ကြည့်လိုက်သောအခါလူတရက်ခန့်နေရာတွင်တပေခန့်ခက်ရှိရှိအသီးနှလုံးကိုတွေ့ကြရလေသည် ျွန်ုပ်လည်းမြူနင်းများကြားတွင်ကောင်းစွာမမြင်ရသဖြင့်တေချာကတ်ကြည့်လိုက်ရာအလွန်အံ့အားတင့်သွားရလေသည်ထိုအသည်နှလုံးသည်အစိမ့်နှူးရောင်ရှိပြီးမိမ့်မပြိုတယောက်ပုံစံအင်္ကာဆောင်ပါသောအသည်များဖြစ်နေသဖြင့်မြင့်သိရေလာကြည့်ဟေဟာဆရာမိမ့်မပုံစံနေပါလားအသည်တွေကအေးကွာဒါသူရောင်သည်ပဲမြင့်သိရခုလိုတောင်ပေါ်လူတွေမရောက်တဲ့စောင်းတွင်းချိန်မှာတီးပြီး တောင်ပေါ်မှာလွတ်လွတ်လွတ်လပ်လပ်ပျော်မွေ့နေကြတာပေါ့ကွာ။နွေရာသီလဲရောက်ရောအတီးဟာမြေပေါ်မှာကြွေကြပြီးဆွေးမြေ့ရည်ရွယ်သွားရောဟ။ဒါဆိုစရာခုနကောင်မလေးနှစ်ယောက်ကဟုတ်တယ်ကွ။အဲ့ဒါဒီတူယောင်သီးတွေပဲ။နတ်မတောင်ရဲ့အဖိုးမဖြတ်နိုင်တဲ့ယရနာတပါးပေါ့ကွာ။ရှေးရှေးတုန်းကလောကရဲ့သမားတွေဟာတူယောင်ပင်ကိုအသေးအတန်ရှာဖွေကြတယ်ကွ။ငါတို့ကန်ထူးလို့မြင်ရတာပဲမြင်သိရ။ ကျွန်ုပ်သည်အပင်အောက်တွင်ကြွေကျနေသောသူရောင်ပင်မှအရွက်၄၅ရွက်ကို ကောက်ယူ၍မြင့်သိန်းအားခေါ်ဆောင်ကပြန်ခဲ့လေသည်ဤကိစ္စနှင့်ပတ်သက်၍မြည်သူကိုမြမပြောရန်လဲအတန်တန်သတိပေးရသည်ထူးခြားစမ်းကြဲသော ရှားပါသောဇီဝမျိုးကွဲများစွာတည်ရှိသည့်နတ်မတောင်ကြီးပေါ်တွင်ကကျွန်ုပ်တို့မသိနိုင်သော အပင်များတံတဝများလဲလျှို့ဝှက်စွာ တည်ရှိနေကြောင်းသိရသဖြင့်ပို၍ဝန်းတာဂုံယူမိလေသည် သူဟာသူသူတဘာဝအတိုင်းနေပါစေဟု တွေးရင်ကျွန်ုပ်တို့လည်းအမြန်ပြန်ဆင်းရသည်ကျွန်ုပ်တို့ဤခြေလက်များမှာထုံကျင်အေးဆက်လျက်ရှိပြီးနားနှစ်ဖက်မှာအေးလွန်၍ကြိုက်ခဲလာတော့သည်တိုးနှင့်နှူးသားခတ်တွတ်ဆင်းလာကြရာတောင်အောင်အနေငယ်ရောက်မှ နေအောင်ကို ခံစားထိတွေ့ရပြီးလျှင်နှွေးထွေးလေတော့သည်ညနေ၄နာရီခန့်တွင်ဗိုလ်တဲကြီးနားသို့ပြန်ရောက်လာကြရာကျွန်ုပ်တို့နှူးမှာတိုင်ပင်မထားကြဘဲခြေလက်များက ပို၍မြန်ဆန်လာကြပြီးလျင်ဘိုတဲနှင့်ဝေးရာလမ်းတစ်ဖက်ချမ်းမှကပ်၍ရှောက်လာပြီးလျင်ရွာရှိရာသို့ဗျိုင်းတူဆင်းခဲ့ကြလေတော့သည်ဟုတ်ကဲ့ပါခင်ဗျာဆုံးလီနားဆင်ပေးတဲ့ပေးသက်တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။